အလုံးမေမင်္ဂလာပါတသင်းသိမ့်တော်အပိုင်းတရားမင်းငါကိုဒီပုံဒီနည်းနဲ့နှိမ့်ဆက်ပိုင်ခွင့်မရှိဘူးကွမင်းကအတနာအကျင်နာမရှိရဲ့နှလုံးသားမရှိရဲ့ငုတ်ဆူတစ်ပိုင်းမမယမ်းကြီးပဲငါတို့မင်းကိုတဖြည်းဖြည်းနဲ့မုံမုံလာပြီအော်ဆရာကိုတချင်တော့ပြုစုဆောင်ရှောက်ခရုဆိုင်ရတဲ့အတွက်ကျမပြန်ရတဲ့အကောင်ဆုံးဆုလက်ကဒါပဲပေါ့လေအင်းအောင်ဤမနေနိုင်တော့ဘေးပြောချလိုက်သည် ငါအနားမှာနေပြီငါ့ကိုပြူးစုဆော့ရှောက်ပါလို့မင်းကမပြောခဲ့ဘူးမင်းငါ့ကိုအဲ့လိုစကားမျိုးနဲ့အပြစ်တင်တာတော့မတရားဘူးကွာမင်းကမင်းရဟတဲ့နေရာကလေးကနေပြီငါ့ကိုအနိုင်ကျင့်ဘိုးကြနေရလားကဲကောင်းပြီကွာငါ့ကိုဘာစို့ဘာမှမပေးနဲ့မကျွေးနဲ့တည်ကျင်သေးဆိုပြီးပြစ်တာထားလိုက် ကြားရလားဂိယူနာရှင်မာကြီးရေသူမရဲ့နှခမ်းတွေတဆက်ဆက်တုံနေသည်တိုးတိုးသူမကကိုယ်စိတ်ကိုထိန်သည်ဘန်ချဲရန်စကားများကိုတီးခန့်တော်ဟောင်းသည် သို့တော့တချီတွင်ညသာစားပြီးထမင်းထက်တော်မူနေပတ်သက်ပြီးသူတို့နှစ်ယောက်ရင်ဖြစ်ကြပြန်သည်ထို့သူဖြစ်ရသည့်အတွက်အင်းနာရင်ထဲမှာမကောင်းဆရာဖြစ်သူအားလှမ်းကြည့်လိုက်သောအခါဆရာမျက်လုံးများတွင်ဝိုင်းလင်းနေသည့်မျက်ရည်များကိုတွေ့ရရသည်သူမစိတ်မကောင်းဖြစ်သွားသည် နောက်ပြီးဒေါသလေးထွက်သွားသည်အော်လက်ဆက်သက်သောဆရာဟာတကယ်ကလေးဆိုးကြီးပဲသူမကြွကြသည်ပြီးတော့စပိုးဆောင်နေပြေးပြီးပကံနေအပြည့်မောက်ထဲသာသည်စိတ်သားမုန်တွေယူလာပြီးတော့ဤကဲစားစားတော်မူကိုရောကြီး ရှေ့စိတ်တော်ညိုတော်မူမနေပါနဲ့တော့ဟိုမှာနောက်ထပ်အကောင်စာစိတ်သားမုံကလေးဖုံးပြီးတော်မူအောင်တုံရင်တော်လက်ချောင်းများဖြင့်မုံကိုကိုင်ကပန်ချဲလက်ထဲသို့ထိုးထည့်ပေးသည်ပန်ချဲတော်တော်စိတ်ဆိုသည်ပြီးတော့တော်တော်လေးရှက်သွားသည်ထို့ကြောင့်အင်နာပေးနေသည့်မုံကိုညှင်းဆန်မှုကြံလိုက်သည်သို့တော်သူတင်းမခံနိုင်သူမျက်ရည်များကိုတုတ်ပြင်းကြင်မော်ရင်ထောက်ဟန်သည်ပြီးတော့စိတ်သားမုံကိုစသည် ပါယိုနာယိုတွေထထထထောင်ဖြစ်နေသည်သူ့မျက်နှာပေါ်တွင်လက်ပြမတန်သည့်အပြုံကလေးထင်ဟပ်လာသည် နောက်ပြီးသူ့ကိုခွန်းလှဖို့အကြောင်းမျိုးလုံးများဖြင့်တောင်းမနေသည်ဟုတ်တယ်ငါဟာကလေးတယောက်ထထောင်ဆိုသည် မင်းတွေ့ရမဟုတ်လားငါငိုချမိမရက်ကို ဖြစ်သွားတာအင်နာသူ့ကိုကြည့်သည်ပိန်ကက်ပြီးအယိုးငောင်စင်ဖြစ်နေသည်လေတိုင်းအသားရည်လိုမရှိဘဲပင်ကက်နေသည့်ရင်ဘက်ကိုတော့ဟထသည်ရှဲအင်းကြီးကော်လာကြမှမြင်နေရသည်အင်နာရင်းနှင်းနေသည်သူမရဲ့ဆရာကို သူမတနာသည် နောက်ပြီးချစ်လဲချစ်သည်တို့ဖြင့်အသားရေဝါနေသည်ဆရာနဖူကိုပထမဆုံးအချိန်ဖြင့်ရိုးစင်စွာကျဉ်နာစွာနမ်းလိုက်တရင်နှစ်ပတ်ကြာမှအခန်းထဲတွင်အကူကြီးမဲ့တွာလာလို့ရှာနိုင်သည်ပင်ကူမြင်လို့တီးခွေလင်ကောင်းနေသည်သူ့ချောင်များကသူ့ခုခနာလေးချင်းကိုထိမ်မထားနိုင်လမ်းလျှောက်သည်နှင့်လဲပြူကြသည်ဒီတော့သူ့လမ်းလျှောက်တင်ရသည်ဟေးအင်နာဒီမန်ကြီးငါလမ်းလျှောက်နိုင်နေပြီသူ့ကြွေးကြော်သည်ဒီတော့ပို့ပြီးတော်လက်မြင်ဆန်စွာလမ်းလျှောက်ပြဖို့ကြိုးစားသည် ။ဒို့ဝိမေသူချရာများကသူ့ကိုခန္ဓာကိုမထိန်နိုင်။သူချရာမှကျင်းမြည်သည်ပြုတ်ခွဲသလိုဖြစ်သွားသည်။ဒီတော့လလန်းမီယာအနည်းဆုံးကူပန့်ကိုမဖြစ်မနေလှမ်းမီလိုက်ရတော့၏။သူမီလိုက်သည်မှာအင်းနောက်ကိုခန္ဓာသူအားအပါရပြုံသည်။ပင်ပင်ကက်ကက်ပါပင်များပေါ်မှာအရေပြားတွေတင်းသွားသည်။သူရေသည်။တက်ကြီးရွယ်ကိုအဖိုးတယောက်ရေပုံမျိုး။တနာစရာကောင်းနေသည်ရေပုံမျိုး။သူအောက်ထုတ်မှုများရဲတွင်အားမပါ။ပြော့ခွေနေသည် တို့ဖြင့်အဲ့ရဘော်တို့သူပြန်လဲကြသွားသည်သူတို့ဤခမ်းများသည်တမောစိတ်နှင့်နေသည်အခမ်းပရင်းပေါက်မှလှမ်းကြည့်လျင်နှင်းခဲလှမ်းနေသည်ဗောဂါမြစ်ကိုမြင်နေရသည်ဗောဂါမြစ်ဤဟိုမှာဘက်တင်တော့မြစ်ကိုစမိုင်းချမ်းလိုဝိုင်းပတ်ထားသည်မဲမဲမောင်မောင်တက်တော်များပြီးတော့လင်းနေတူတီးဤလိုင်းထားနေသည်စိုက်ခင်းများဤကောက်ကြောများထိုပရင်းပေါက်တွင်အင်နာခဏခဏမတ်တရက်နေတယ်ပြီးတော့သူမဘွားရင် ဖြစ်ပေါ်လာသည့်ထူဆန်းသောအပြောင်းအလဲများသောခက်ကြဲကြဲခက်ရရင်ဖြစ်ပေါ်လာသည့် ပြောင်းလဲများကြောင်းတွေပြင်ပြီးစဉ်းစားနေမိတယ်။ဗန်ချဲဤနာမကျန်းဖြစ်မှုကသူတို့နှစ်ယောက်ကိုအယံရင်နှီးသွားစေသည်။အယံနှောင့်ဖွဲ့မိသွားစေသည်။သို့တိုင်းထို့သို့မဖြစ်မီသူတို့နှစ်ဦးရော့စကော့မှာပထမဆုံးချိန်ဆုံတွေ့စဉ်ကလေးဟာအန်နာရင်တုံပန်းတို့ဖြစ်ခဲ့ရသည်။ဒီလူသည်သူမနှင့်ဘလို့မှဖြစ်တော့မရအောင်တန်ရုံးစင်နှောင့်ဖွဲ့မိသူဖြစ်သည်ဟုသိခဲ့မြင်ခဲ့သည်။ရာသီဥတွေပြောင်းဥတွေပြောင်းဖြစ်ပျက်တွေကလည်းတမျိုးပြီးတမျိုးပြောင်း သူမဘွားသက်တမ်းတွင်နေဦးရသည်ရဲ့လို့စကားကြည့်တဲ့နိုင် ကြောက်ရောက်ခဲ့ပြီတကယ်တော့ဖြစ်ရမြန်ကောင်မြန်ဆန်လုံးလာသည်အချင်းတွေကတူတောင်းလုံးလာ၏အိမ်မက်တခုမြင့်မက်နေရတယ်လို့ပါပဲခုတော့သူမ၏ရင်းနှင်းခန်းဆန်းစမြန်ကသူမကိုစုံမနေပြီရင်းခန်းဆန်းစမြန်ကသူမအောင်ဗန်ချက်စီတို့ဆွဲခုံနေသည်ဗန်ချက်အောင်တွေ့တော်နောက်ဖွဲ့မှုများခိုင်မင်းသည့်တဲခိုင်မင်းအောင်ချီနောင်ပေးနေတိုက်ပွဲအတွေ့အကြုံများကသူမတို့နှစ်ဦးနှစ်ခုတစ်စိတ်ဖြစ်အောင်ဖန်တီးပေးခဲ့၏ ခုဆိုသူမသည်ရန်သူများနဲ့တော့မဟုတ်ဘဲတင်မင်းနဲ့မှစစ်ခင်ပြီးဗန်ချဲ့ရဲ့အသက်ကိုလူယူကဲတင်ထားလိုက်နိုင်ပြီကနေဦးဝမ်းရောက်တော့သူမ၏ဘဝသည်ကျန်တန်းလွန်လာသည်ပင်မဆင်းရဲလွန်လာသည်ထင်ပြီးမျက်ရည်ပြင်ပြင်ကြောင့်ငိုကြည့်ကြရသည်စာရစင်တို့ရောက်အောင်လာခဲ့သည့်ခီးကကျန်လွန်သည် ရှည်လန်းလွန်သည်နောက်ပြီးဒံယာရထားသည်လူနာဝင်းထုံးဝီမိုကြီးကိုလေထိမ့်သိနေရသေးသည်လေချစ်တော်သူနှင့်အတူနေထိုင်ရခြင်းတွင်ဆင်းရဲဒုက္ခများလေရှိပါသေးကလားဟုသည်ဆန့်ကျင်ဘက်အတွင်မျိုးကိုသူမယခင်က ချိန်တကာမှမစင်စားခဲ့စဘူး။ပန်းချောင်အောင်ပြုစုဆောင်ရွက်ခဲ့သည့်ကာလာတွင်မှာတော့သူမသည်အန်ကိုတင်းတင်းကျပ်ပြီးသူ့အရေကင်းကိုလဲပေးခဲ့သည်။တန်းနေခဲ့နေသည့်သူ့စပင်းများကို ဖြီးတင်ပေးခဲ့သည်။တန်းများကြောက်အောင်ချပေးခဲ့သည်။နောက်ပြီးရင်းနေဖို့လူကကတုံကြီးနေဖြင့်ဟင်းဟင်းဟင်းဟုအန်ကဲထင်းရသည့်ကြောင့်မှပင်ဆရာကိုလုံးကိုခိုးကြောင်ခိုးဝဲထိတ်ထိတ်ကလေးကြည့်မိသည်။အဝိစားပလာကိုတိဖြစ်နေသည့်ကိုလုံးသူညာနဲ့သူကြက်သားတွေအမြောင်မြောင်ထနေသည့်ကိုလုံး ရေးရကလေးသာရှင်ကျင်နေရသည့်အသက်ဝိညာဉ်ကိုခြုံလွန်းသိထုတ်သာသည့်ကိုခန္ဓာအိတ်ခွန်ကြီးသူမရင်ထဲမှာအရာအတိုင်းကပုံကန်ထကြနေသည်သို့သော ပြင်ပညက်ပပေးခြင်းကိုယွန်ရှာစိတ်ကရင်ထဲခံစားချက်များကိုမဖိနေနိုင်မထိန်ချုံနိုင်ရင်ထဲမှာနက်နက်ရှက်ရှက်မြင့်တွေနေပြီဖြစ်သည့်ခံစားချက်များကသူမ၏တွန့်ဆုတ်ခြင်းတွေ့ဝေခြင်းများကိုအနိုင်ယူသွား၏နောက်ဆုံးတော့ရင်ထဲမှာယုံချရှင်သန်နေပြီဖြစ်သည့်ဂယုနာများချစ်မြတ်တာများကအပေါ်ယံကာယများကိုထိုးပေါက်ပြီး ြင်ပသို့တိုင်ရောက်လာတော့၏တချီမှာတော့ဗန်းချက်ကသူ့မှာအာမေးပြသည်ခုလိုဘဝခီးချင်းကြီးကိုကြော်ဖြတ်လာပြီးတဲ့အချိန်မင်းစိတ်ထဲမှာငါ့ကိုတော်တော်အော့ကြောလန်နေမှာပဲနော်ဟုတ်တယ်မဟုတ်လားဒီအတွေ့အကြုံဟာတကယ့်ကိုခက်ခဲတဲ့စံသက်စစ်စစ်မှုကြီးတည့်ရပေါ့ဘာကိုစစ်စစ်ရလဲကိုစိတ်ကို ထိနှံ့မှုကိုလားမဟုတ်ဘူးကျမရဲ့ခံစားချက်တွေကိုစစ်စစ်ရဗန်းချက်တစ်ဖက်သို့မျက်နှာလွှဲသွားသည် သူ့နှခမ်းတွေတုံရင်နေသည် ထိုတို့ဖြစ်နေဒီမှာအချိန်ကြာ යි ထိုเจ้าနဲ့ပတ်သက်ပြီးသူတို့နှစ်ယောက်စလုံးထက်မှန်မပြောဖြစ်ကြတော့တကယ်တော့စကလုံးမျိုးဆိုဒီမှာအဖို့ရန်ဆန်ပါသည်အပြောတစ်မျိုးအလုပ်တစ်မျိုးဖြစ်နေတော့ဘာအထိပဲရှိမိလဲနောက်တော့ပန်းချက်ပြန်လည်ကျက်မှလာသည်ပုံမှန်လှရှားမှုများပြန်လည်ပြုတ်လောလောနိုင်သည်သူဖြစ်တော်လေသူတို့နှစ်ယောက်ထားရှိသည်တူးဖို့တူးလေးစားမှုချစ်မြတ်နှုံမှုနဲ့တွေ့တာနောက်ဖွဲမှုတွေရော့ပါမသွားဖြောက်ပြက်မသွားသူတို့နှစ်ယောက်ကြားတွင်စိတ်ဆိုးစိတ်ကောက်ခြင်းဆိုတာကလေးတွေတစ်ချိန်တစ်ခါမျှပင်မဖြစ်ပေါ်ခဲ့ ဒီတငယ်မှာမျက်နှာခန်းစားခဲ့ရတာတွေဇွဲခက်ကြိုးစားအားထုတ်ခဲ့ရတာတွေကိုဗန်ချက်က နားလည်သဘောပေါက်စွာပြန်လည်ပြစ်စက်နေတဲ့အောင်လေးရှိ ထို့ကြောင့်လားမသိသူကပြောစမပြောလောင်းအင်းအောင်ကိုအလေးထား၏ဂယုစာ၏သူမ၏လူရင်းဆန္ဒများကို ကြိုတင်မှန်းဆတဲ့၏မတိမတာကလေးဖြည့်ဆည်းပေးတဲ့၏ညင်သာညံ့ညောလွန်စွာလှုပ်ဆောင်ပေးတဲ့၏သူကသူမကို အမြင့်မပြဲကြည်သည်သူမျက်လုံးများကကျဉ်ကျဉ်တန်တန်မျက်လုံးများ ို့တစေသူမကိုကြည့်တော့ခါတွင်ယူကျွနေချပြီးအနိုင်မဲ့မြင့်တာတရားများထုံမုန်းနေသည့်မျိုးလုံးများဖြင့်ဖြစ်နေရလေသည်ဇန်နဝါရီလောက်ကောင်ပိုင်းတွင်သူတို့နှစ်ယောက်ဖိုရိုနီရိုစ်တို့သွားသည်အင်နာကယထာရဲနောက်ခြံထဲထိုင်ရင်းသူတို့နောက်မှာတိရိပ်ဝေရှင်ခဲ့သည့်ဇာရန်စင်မြို့ကလေးကိုငေးကြည့်နေသည်သူမကသူမလက်ကိုဗန်းချက်ပခုံးပေါ်တင်ထားရင်းသူတို့ပြောလက်ဆက်စကားကိုလက်ဆက်တန်းဟန်ဖြင့်ပြောလိုက်သည်သမားရိုးကြမဟုတ်တဲ့အနေထားရဲ့မှာကျမောင်းညောင်လာပြီးစုံစည်းမိ အင်းတကယ်တော့အဲ့လိုမစုံစည်းမရင်ပိုကောင်းမလားမသိဘူး။ကျမဒီစကားကိုနှလုံးသားနဲ့ပြောတာမဟုတ်ပေ။အုံနောက်နဲ့ပြောတာပေါ့နော်။ဟိုမှကြည်စမ်းနင်းနေဖုန်နေသည်ဆက်ချက်မြက်ခင်ပြင်းကြီးကိုညွှန်ပြသည်။တလက်လက်တောက်ပနေသည်ငွေတင်ဖြူကြီးဖြန့်ခင်းထားသလို။အဲ့မှာဘွားကပြတ်တော့မလို့လူကောင်းလာတော့မလို့လူနဲ့ဘဝအချင်းပေါက်နေရင်အဲ့မှာလိုအပ်နေတာကပေါင်းဆက်စုစည်းထားတဲ့ခွန်အားတစ်ရက်ပဲအဲ့ဒီခွန်အားကိုတုံးလိုက်ရင် ဘဝဟာလန်းစင်လာမင်းအောင်မြင်ကောင်းမွန်လာမင်းဒီလိုခြေမျိုးတွေမှာစိတ်ခံစားချက်တွေကတော်လန်ရင်းနဲ့ပတ်သက်တဲ့အာယုံစူးစိုက်မှုကိုရော့ပါစေအပြော့စီရဲ့လို့ကျမထင်တယ်လေကျမတို့နေရာဒီမတန်မီဆော့ဆော့ပိုင်းကစုံစည်းတဲ့နေဓမ္မမဟုတ်လေနောက်တစ်ချိန်ချိန်ကြမှာပေါ့အဲ့ဒါမမှန်ဘူးသူကပြုံးသည်ကမောင်လေးကိုပို့ပြီးတင်းတင်းဖက်လိုက်သည်မင်းနဲ့ငါကနှစ်ယောက်ပေါင်းမှတစ်ယောက်ဖြစ်မှာလေဒီတော့ငါတို့နေရာပေါင်းမိရဟာတော်လန်ရင်းအသည့်နဲ့တော်လန်ရင်းတတိ ရော့ပေါင်းအားနေတော့မှမဟုတ်ဘဲပို့ပြီးတော့အားကောင်းလာအောင်မယ်တက္ကန်ကြောင့်တခိုင်းနေဆိုချိုးရလေပေါင်းဆက်လေရှက်နေရဲ့တက္ကန်ကြောင့်တစ်ခုဆိုရင်ချိုးဝတ်ခတ်သွားပြီလေတိတ်ကောင်းတဲ့ဥပမာမဟုတ်ပါဘူးအီလီယာရဲ့ဥမာကောင်ဟုတ်ချင်မဟုတ်မယ်ဒါပေမဲ့ဒိုးပြောနေတဲ့စကားလမ်းကြောင်းကဥတီချက်ပြောင်းနေဘယ်ရောက်လို့ဘယ်ပေါက်နေမှန်းမသိဘူးဟုတ်တယ်အဲ့ဒါအမှန်ပဲဒါပေမဲ့နောက်တစ်ခုရှိတာကကျမတို့နေရာကွဲကွာသွားရင် အင်နာစကားဆက်ရခံနေသည်စကားဆိုင်နေသည်ကျမကတော့ဖြေမနိုင်စေအမြန်ဖြစ်နေမှာမဟုတ်ဘူးကျမတို့လက်တွဲလျှောက်လာတာဟာခီးတူအကျိုးခဲ့ပြီလေကိုကြီးကိုရာကိစ္စတွေကတော်လန်ရဲ့အောင်မြင်လို့ရဲ့ဆန္ဒကိုမချိုးနိုင်နိုင်ဘူးဒီတော့ကိုကြီးကိုရာခန်းစားချက်တွေကို အနိုင်ရမယ်ပေါ့တည်တော့မှာပဲသူကကောင်းမွန်ကလေးကြီးကြစ်ကြစ်ပေါအောင်ဆုတ်ထားသည့်လက်သေးသေးကလေးကိုသူ့လက်ချီဖြင့်ဖြစ်ညင်ထားသည် သူတို့နှုတ်ရုပ်ပန်းရောင်လွန်းလွန်းကျူးကျူးမဖြစ်အောင်စီစောက်ထားနိုင်သည့်အချက်ကပင်သူတို့နှစ်ယောက်ချစ်ကိုပုံမုံမမျက်စိကလေးနှုတ်လိုတူးကိုတူးမျက်နှုတ်တွေ့တာစီဒီလိုတန်ရှင်းစင်ကြယ်စွာချစ်နေရခြင်းကပင်အင်နာကိုပျော်ရွှင်မှုတွေပေးနေထိုအကြောင်းကိုစဉ်းစားမိသည့်သူမကကျမတို့နှစ်ယောက်ဆက်ဆံရေးကတခြားလူတွေရဲ့ကြားမဆက်ဆံရေးမျိုးမဟုတ်ဘူးနော်မဟုတ်ဘူးမဟုတ်လားစာရင်စင်ကအင်ရှင်ဖွာကြီးရောနီနာဝင်းကျင်ကလူတွေအားလုံးကပါကျမတို့နှစ်ယောက်ကိုလင်းမရလို့ထင်နေသေးသလား ဘယ်လောက်ကောင်းလိုက်တယ်လဲနော်ကျမတို့ကစီးမဆောင်မဲ့အနေတိုင်းမှားကြမယ်ဆိုရင်ဘယ်လိုဖြစ်ကုန်မလဲတော်လန်ရင်တရက်ကိုဆင်နေရင်ကျမတို့တူးကိုတူးချစ်သွားကြတယ်ဒါပေမဲ့ကျမတို့ရဲ့ခံစားချက်တွေကိုထိန်းချုပ်နိုင်ခဲ့ကြတယ်ခံစားချက်နောက်ကောက်ကောက်ပေါအောင်လိုက်ပြီးသွေးသားရဲ့သားကောင်းတွေအဖြစ်မခံခဲ့ဘူးချစ်အောင်ရောကိုမလိုက်ခဲ့ဘူးပြောပါ သူကပြောရင်ရည်သည်ဘာမှဆက်မပြောဘဲအင်းအဦးကောင်ကိုအသာအယာပွတ်နေသည် အင်နာကရည်ဝေသောမျက်လုံးများဖြင့်နှိမ့်ခဲ့ပြင်ကြီးကိုငေးကြည့်နေသည်။နောက်ပြီးဟိုဝေးစီမှာမပြိုးဝိုးတဝါရွာလေးများ။နောက်ပြီးပြာမမန်းဖြစ်နေသည့်ခြုံနယ်စစ်ပြစ်များဤကောက်ကြောင်များ။နောက်ပြီးမြေပြင်ကိုဟတ်တက်ခွဲထားသလိုဖြစ်နေသည့်ရှုများများ။စကားပြောသောအခါသူမရဲ့တန်သည်ဟွန်တီယိုကြီးဘယ်တန်လိုနှိမ့်နေသည်။နောက်ပြီးပြောအောင်မယ်။ခုလိုချိန်ကာလမျိုးမှာလူတဦးတယောက်ချင်းမဖြစ်စလောက်ပျော်ရွှင်မှုကလေးရယူပိုင်ဆိုင်နေအောင်စူးစမ်းအထောက်မှုမျိုးဟာတော်တော်သေးတဲ့ရန်ရောက်နေရနော်။ အဲ့ဒီဘာမှမဟုတ်တဲ့ပျော်ရွှင်မှုကလေးမျိုးကိုတော်လန်ရင်တစ်ဆင့်ရလာတဲ့အဖိနှိတ်ခံလူလန်းစားကြီးတရလုံးရဲ့ပျော်ရွှင်မှုနဲ့နှိုင်းရှင်လိုက်ရင်မြင့်မို့တောင်းတဲ့စည်းစိမ်လိုဖြစ်နေမှာပေါ့မဟုတ်ဘူးလားကျမတို့တွေဒီလွတ်မြောက်ရေးတိုက်ပွဲတွေမှာကိုရိုးစိတ်ပါနှိမ့်မြုပ်ထားကြရမယ်ကျမတို့ကျမတို့စီလုံးကြရမယ်စူပေါင်းအင်အားကိုအားထားကြရမယ်အဲ့လိုစူပေါင်းဆက်ဆောင်ကြတဲ့အချိန်မှာကျမတို့တူးတူးယောက်ချင်းရက်တိမှုတွေကိုမှေ့ထားကြမယ်။အေပျော်နေသည့်ကလေးတယောက်ပြုံးလို့သူမညင်သွားကလေးပြုံးသည် သူမအပြုံးကြောင်းတင်းရင်တမ်းမာသည်နှက်ခမ်းများမှအပေါ်နှခမ်းတွင်အပြုံးဝင်ကလေးဝေ့ဝဲနေသည်ကျမလေးအနာကက်ဘွားကိုဟိုးဝေးကလင်းပြန်လာတဲ့လှလပပသတ္တရာဂီတတန်တခုလိုရှုမြင်သဘောထားမိရင်တိလာအေလျာတခါတခါကျမတို့အိပ်ပျော်နေတော့ကြားရတဲ့ဂီတတန်မျိုးပေါ့အေလျာအိပ်ပျော်နေတော့အဲ့လိုဂီတတန်မျိုးကြားအောင်မူလိုက်အဲ့ဒီဂီတတန်ဟာတိချသေးတော့တခုမဟုတ်ဘူးဒါပေမဲ့စွမ်းအားကောင်းပြီးအဲ့ဒီစွမ်းအားတွေကြီးတဲ့ထက်ကြီးကြီးလာတဲ့ အဖြစ်ဆိုစရာမရှိအောင်အဖြစ်တန်စင်ကြီးဝိုင်းဆုပ်ပြထားတယ်။ဓမ္မတီးတပုတ်လိုပဲ။လှပခြင်းကိုဘသူမမျက်နှူပဲနေမလဲ။ကျမကတော့အဲ့ဒီဂီတာတန်အားလုံးကိုမျက်နှူတယ်။အဲ့ဒီထဲမှာပဝင်ဖွဲ့စည်းထားတဲ့တန်စင်တိတိမိမိကလေးတို့ရောချစ်တယ်မျက်နှူတယ်။ဒီတော့ရှင်ဆိုရှယ်လီဝါရာဆိုတဲ့ဂီတာတန်အောင်မှာဘဝဟာမလှပမตายရပဲနေပါမလား။ဆိုရှယ်လီဝါရာအောင်မှာစစ်ပွဲဆိုတာမရှိဘူး။စင်ရဲမွေးတယ်မှုဆိုတာမရှိဘူး။ဒါမှမဟုတ်ဖိနေမှုတွေမျိုးသားရဲ့အဟံတာစူညံခလုတ်တွေ ဘာမှမရှိဘူးကြည်စမ်းလူတွေဟာကဘာကြီးကိုဂုံဒီညွတ်နေအောင်ဘလောက်လုပ်ခဲ့ကြတယ်လဲကဘာကြီးကိုဘလောက်အစိတ်ခက်ခဲ့ကြတယ်လဲကဘာကြီးပေါ်မှာဝိညာဉ်ရဲ့ဆင်းရဲဒုက္ခတွေဘလောက်ဖန်နေခဲ့ကြတယ်လဲသူမကဖန်ချက်ရှိရဘသူတနက်မမက်လေသည်ပြီးတော့ဗန်ချက်ရဲ့လက်ကိုရှာဖွေဆုပ်ကန်သည်ကျမကိုပြော့ပြော့ဆန်းမှရှင်အဲ့ဒီဂျီမန်းချက်အတွက်ရုံးကန်လှူရှာရင်အသက်သေးခံရတာမမုံမြက်အတိပ္ပယ်မရှိပေဘူးလားယင်လူတယောက်လူလောကမှာအသက်ရှင်နေရဘာအတွက်လဲ ဘာကြောင့်လဲဒီဒေါ်လာရဲ့ကြီးစနေနေရင် ကျမအသက်တည်သွားရင်လေသူမရဲ့နှလုံးခုန်တဲ့တတိတ်တိတ်ကိုခန်းစားရကြားလျောင်သူ့လက်ကိုဆွဲယူပြီးသူမရင်မှာဖိကက်ထားလိုက်သည်တကယ်လို့တီရာကလေချက်ချင်းပွဲချင်းမိတီရာမဟုတ်ဘူးဆိုရင်ကျမလေအလွန်အင်မတန်လှပအောင်မြင်နေအဲ့အနာကဘဝအတီးတန်ကို မသိခင်ကြားရောက်နေမိမှာပဲပန်းချံအောင်စူးစူးဆိုင်မော်ကြည့်ရင်တူတူသက်သာပြောသည်ပန်းချက်ကသူမရဲ့စကားများကို ်ဦးကောင်ငိုက်ဆိုင်ကြလျက်နားဟောင်းသည်။သူမဤနုပြတက်ကြပြီးပြင်းထန်သော ခံယုံချက်ကြောင့်သူ့ရင်မှာတသိမ့်သိမ့်ခံစားရသည်။မြေထားပိမ်းများကဂျုံဂျုံကြက်ကြက်မြည်နေသည်။ယထာတွေကလည်းဟိုဘက်ရင်လိုက်ဒီဘက်ရင်လိုက်ဖြင့်ကြီးကြီးမြည်တံကိုပြူသည်။ထို့သောသောအတန်မျိုးစုံတွင်မုံမြတ်သောဖမ်းလို့ဆုတ်လို့မရသောတည်တံ့စင်တစ်ခုကိုကြားနေရသည်ဟုဗန်ချက်ထင်မိသည်။သူကြော်ရဖြန်းကနေအိတ်စိန်သွားသည်။သူအပြင်တကားစီသို့ထသွားသည်။ ပြီးတော့တကားကို6တော့ဖြင့်ကန်ပြီးဖွင့်လိုက်ယထာတွေတဲ့သူလေးတွေတဝီဝီဝင်လာသည် လေးနဲ့အတူနှင်းခွင့်ရထားသည် ဖုံဖုံကလေးတွေလွင့်ပြန်လာသည် နောက်ပြီးတဝော်ဝော်မရက်မနာမြည်ဟီးနေသည်ယထာဆက်ကောင်းတန်းကြီးသူတို့နေရောက်ဗိုရိုနီယိုစမြို့သို့ဇန်နဝါရီ29ရက်နေ့ညနေမှာ ရောက်သည်ထိုမြို့တွင်နှစ်ရက်နားနေကြသည်ထို့နောက်တွင်တော့သတင်းတစ်ခုကြားကြသည်ခေါနကောတပ်ဖွဲ့များ၏တိုက်ခိုက်မှုကြောင့်ဒွန်တော်လိုင်းကော်မတီကမင်စကာမြို့မှာ ထပ်ပြေးကြပြီဆိုသည့်တွင်ဒီတော့သူတို့နှစ်ယောက်မီလာရိုဘိုတို့လိုက်ကြသည်မီလာရိုဘိုသည်လူကြီးပြပန်းခတ်လှုပ်ရှားတဝင်နေသည်ဗန်ချက်ကထိုးမြို့တွင်နိုင်အင်းငယ်ပဲနေသည်ပြီးနောက်ထားသည့်ဖြင့်ဂလူဘိုကတို့သွားသည်နောက်နေ့မှပင်ဆက်တနက်တီချတပ်ဖွဲ့ကိုပြန်လည်တာဝန်ယူကုတ်ခဲ့သည်နောက်နေ့နဲ့ဖြစ်ပေါ်သည့်တိုက်ပွဲတွင်သူကိုယ်တိုင်ပါဝင်ဦးစီးပြီးခေါနက်ကော့တပ်ဖွဲ့များကိုအနိုင်တိုက်လိုက်နိုင်သည်